2023ကနေမှ2025မတ်လ31ရက်နေ့အထိကျတော့မြန်မာနိုင်ငံဟာလေရင်ကနေကျဲတဲ့ဘုံတန်စစ်ခွေးတွေရဲ့လက်နက်ကြီးတန်စစ်ခွေးတွေရဲ့နှီးမျိုးစုံသောဒုက္ခဒါမျိုးဒုက္ခကိုကျွန်တော်တို့ခံစားရရတယ် ပြီးလို့ရှိရင်2023မှာမိုးခါမုန်တိုင်းကြီးကိုခံစားရတယ်2024မှာတော့ရေကြီးတန်ကိုခံစားရတယ်2025မှာတော့ကျတို့အခု3လပဲရှိသေးတယ်အကြီးဆုံးသောအမြင်ကလေးလောက်ခတ်မှုကို ကျတို့ပြင်းပြင်းထန်ထန်ခံစားရတယ်ဘတ်မအူဆုံးဒုက္ခဖြစ်တဲ့ ်စစ်ဘဲမှာလဲ byte ကရှိတဲ့ကလေးကနေမှအသက်အကြီးဆုံးတော့ဖိုးကြီးဖွားကြီးအထိကျမတို့အသက်ပေးရတယ်။မိုခါတော့ကလည်းပဲကလေးတွေရော လူကြီးတွေအားလုံးအသက်ပေးရတယ်။ရေကြီးတုံးကလည်းပဲထူနီး၎င်းပဲပြည်သူတွေအသက်ပေးခဲ့ရတာတွေအများကြီးရှိတယ်။ဒီနဲ့ငလျင်လောက်တော့လဲပြည်သူတွေအသက်တွေပေးဆက်ရတာတွေအများကြီးရှိတယ်။ဆိုတော့ဒီလိုမျိုးမချမ်းမသာဖြစ်ပေမဲ့လည်းပဲ တာယာတဲ့နေ့လေးတွေဖြစ်ကြပါစေဆိုပြီးမှຫນွေဦးမေကတော့အားလုံးကိုနှုတ်ခွန်းဆက်ချင်ပါတယ်ပထမဦးဆုံးအနေနဲ့ကြွားပြောချင်တာကတော့အခုကျွန်တော်မြန်မာနိုင်ငံမှာငလျင်ကြောင်မြန်မာနိုင်ငံကိုကိုညီဖို့ရတဲ့ကဘာအတီးတီးကနေမှလာပြီးမှပတ်စံနဲ့လူနဲ့အစားအသောက်ဆေးဝါးတွေအားလုံးလာကူညီတာကိုတွေ့ရပါတယ်ဒီလိုမျိုးလာကူညီခြင်းဟာနင်တို့စစ်ခွေးတွေကိုထောက်ခံလို့လာကူညီတာမဟုတ်ဘူးဆိုတာတော့နင်တို့ကိုသိစေချင်တယ် ဒါကလူသားချင်းစာနာထောက်ထားမှုဆိုတဲ့အောက်ကနေလာကူညီတာဖြစ်တယ်။နင်းတို့စစ်ခွေးတွေကိုထောက်ခံလို့ကူညီတာမဟုတ်ဘူးဆိုတာတော့နင်းတို့ရှင်းရှင်းလင်းလင်းသိစေချင်တဲ့အရာဖြစ်တယ်။မတ်လ28ရက်နေ့နဲ့လေငလျင်စလုပ်လာတဲ့အချိန်မှာစစ်ခွေးကတော့နေရတကာကိုတွတ်ကြည့်တာတွေရှိတယ်။အဲ့ကလေးကသူကနေရတကာကိုဖုန်းခေါ်ပြီးမှခွက်ခောက်ခဲ့တယ်။တခြားနိုင်ငံတွေလည်းလာကူညီကြပါတယ်။ ငလျင်ကြီးတောင်ကိုခန်းစားနေရတယ်ဆိုတော့ကိုသူတို့တရင်ကနေလည်းတည်တယ်ပြီးလို့ရှိရင်အခုခွေးကနေမှအကူညီတောင်းချင်အပြင်လည်းတည်လာတဲ့အခါမှာကဘာကတော့မြန်မာနိုင်ငံမှာဘလောက်အထိဖြစ်နေတယ်လဲဘလို့များကေဆေမှုကိုလုပ်နေတယ်လဲဘလောက်အထိကဘာကရောကူညီပေးရမလဲပေါ့နော်အခြေအနေတွေကိုသိချင်တော့လာမယ်ဆိုပြီးမှစစ်ခွေးတွေကို ခွန့်တောင်းလိုက်တဲ့အခါမှာကျတော့ဗီဒီယိုတူတူလေးနားထောင်ကြည့်အောင်နော်နိုင်ငံခြားသတင်းတောက်များလာဖို့ခွန့်တောင်းတာရှိပါတယ် မြန်မာသားတရင်းတော်များအနေနဲ့ဒီကိုရောက်လာရင်လဲကျွန်တော်တို့တဲစရာနေစရာအဆင်မပြေပါဘူးခင်ဗျဟိုတယ်တော်တော်များများကလည်းတိခိုက်ထားတာရှိတယ်ဒီလျှက်စိတ်မီလည်းတော်တော်များများနေရာမှာမရရှိသေးဘူးရေနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့လှုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်တိုင်းဒေသကြီးပြည်နယ်တာဝန်ရှိသူတွေမျိုးနဲ့တာဝန်ရှိသူစားဦးမရက်ကွက်ကြီးရွာတာဝန်ရှိသူတွေကစားအိုးအိမ်သူတို့ပြစ်ပြီးကုညီကယ်ဆယ်ရေးလုပ်နေရတာဖြစ်ပါတယ် အကုန်လုံးကဒီပေါ်မှာပဲအာယုံဆိုင်လုပ်နေတာဖြစ်တဲ့အကြောင်းမလို့ဘုနော်လာတာနေတာတဲတာကိုတာတိုင်းတာသွားတာလာတာအဆင်မပြေနိုင်ပါဘူးဒါလေးရောတော့အလုံးသိရှိထားစေလိုပါတယ်ဗျဒါကတော့ဇော်မဲလုံးကနေမှကွစ်ပတ်ပြီးမှညင်းဆိုတဲ့အရာဖြစ်တယ်သူပါဇက်ကနေတော့မလာနဲ့လို့ပြောဘူးဟိုတယ်တွေပျက်စီးတာတွေရှိတယ်နော်ရေဒီမြည်တွေမလာဘူးပြီးလို့ရှိရင်လူတွေလည်းအခုကေဆေးရဲထဲမှာအလုရှုံနေတဲ့အတွက်ကြောင့်မို့ သူတို့ကိုကိုညီနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ဆိုပြမှသူကကွစ်ပတ်ပြမှမတ်လာ30ရက်နဲ့မှသူ့ဘက်ကနေမှတခြားနိုင်ငံကတရင်လာယူဖို့ညင်းပေးလိုက်တယ်ဆိုတာကိုသိရတယ်ဆိုတော့ဒါဟာကျမတို့မြန်မာနိုင်ငံမှာဒီနေ့အမောင်ချချင်းတဲ့အတွက်ကြောင့်ဖြစ်တယ်တရင်အမောင်ချချင်းတဲ့အထဲမှာဘာတွေကိုသူတို့အမောင်ချချင်းတယ်လဲဆိုတော့အခုကဘာကနေမှတန်ဘလောက်နဲ့ဘလောက်ရလာတဲ့ပတ်စံတွေကိုသူတို့ဘက်ကနေဘလို့တုံးနေတယ်လဲပြလို့ရှိရင်တကယ်လက်တွေ့ထဲမှာ ပိတ်မိနေတဲ့အသက်ရှင်နေတဲ့သူတွေကိုဘလို့ကဲတင်နေတဲ့တင်နေတဲ့သူတွေကိုရောဘလို့ထုတ်နေတယ်လဲဆိုတော့ကိုသတင်းဌာနကမှတိဖို့လိုတယ်ဆိုတော့အခုဘေးနိုင်ငံကဘာတွေလာပေးတယ်ပတ်စံတွေဘလောက်လာကူတယ်ဆိုတော့လေသူတို့သတင်းထက်ကနေမှထုတ်လွှင့်မှာပဲဒါတွေကိုစစ်ခွေးတွေလုံးဝမသိစေချင်ဘူးဒါလုံးဝမသိစေချင်တဲ့အတွက်အကြောင်းသူတို့ကနေကိုယ့်ဘက်ပြန်မှညှင်းပယ်လိုက်တာဖြစ်တယ်ဆိုတော့ဒီနေ့ဘောမာဒီကတော့ခုဒီ TikTok ဒီထဲမှာရောပလူပြန်နေတဲ့အရာတခုကပါလေဆိုတော့ ုက္ခရောက်တိုင်းပြည်သူတွေကိုကူညီတာဟာတတ်မတော်ဖြစ်တယ်ဆိုပြီးမှဒါကြောင့်မို့တတ်မတော်ကိုထောက်ခံရတယ်လို့ပြောတယ်အခုထွက်လာတဲ့ဗီဒီယိုတွေတပ်ပုံတွေကိုကြည့်လိုက်ပါတမတော်ဒီဘယ်နေရာမှာများတကယ်လှုပ်ရှားနေတာတွေ့တယ်လေအခုကျမတွေ့တယ်ဒီလောက်ကတော့ပရဟိတတွေပြီးလို့ရှိရင်ပရဟိတထဲမှာမပါဘဲနဲ့ကိုယ့်ရဲ့စိတ်ဓာတ်နဲ့ကိုယ်ကုညီနေတဲ့သူတွေအများကြီးတွေ့ရတယ်ဒါပေမဲ့စစ်ခွေးတွေယုတ်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 လှုပ်နေတဲ့နေရာဟာ မန်လေးဒီမှာစကိုင်းဒီမှာဟုတ်မနေဘူးဆိုတော့တွေ့ရတယ်။ပြီးလို့ရှိရင်အခုကြော်မျိုးမင်းတွေကဘာပြောလဲဆိုတော့ရှင်နင်တို့ PDF ဒီလက်နဲ့ဒီကိုချပြီးမှကိုကြီးရဲကိုလောက်ပါဘယ်မှာလဲဒေါက်တာစောဝေစိုးတို့ဆိုပြီးမှသူကဒေါက်တာစောဝေစိုးကိုလွမ်းလို့ရှာနေတာဒီနေ့ကျွားတို့အာ NGD ဘက်ကဘာပြောလဲဆိုတော့နှစ်ပတ်အပြစ်ခတ်ရမယ်ပြည်သူဒီဒီလိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာကင်ဆယ်ရေးတွေလုံနိုင်ဖို့ရအတွက်အပြစ်ခတ်နှစ်ပတ်ရမယ်လို့ပြောတယ် နင်းတို့ပြောတဲ့ဒီတဘုံဒီနင်းတို့ပြောတဲ့ဒီတောင်းကျမ်းသူဒီတောင်မှသူစစ်စင်မှုကိုနပတ်နာပြီးမှပြီးသူဒီရဲ့ဒုက္ခကိုဖြေရှင်းမယ်လို့ပြောတဲ့အခါမှာနင်းတို့ခွေးတွေဘယ်နဲ့မှနာပြီးမှဘုံကျဲတယ်လဲ28ရက်နဲ့မှငလီလုတ်တယ်28ရက်နဲ့လည်းနင်းတို့ drone တွေနဲ့ကျဲတယ်လေရင်နဲ့ကျဲတယ်ကချင်းပြည်နယ်မှာသိုးစစ်စင်တယ်ပေါက်တွေမှာလည်းနင်းတို့လေရင်နဲ့ကျဲတယ်ရှက်မြောက်မှာလေရင်နဲ့ကျဲတယ်ဆိုတော့ဒီနေ့နင်းတို့ကဘာလဲ PDF တွေနင်တို့ကတော့လက်နဲ့ချပြီးမှကူညီပါဆိုပြီးမှနင်တို့စစ်ခွေးတွေကတော့ငလင်တာမခံရတဲ့နေရာတွေမှာနင်တို့ကြတော့ဘုံကျဲချင်တယ်လို့ကျဲမယ်အဲ့လိုလား ရမှာမဟုတ်ဘူးเนาะဒါကြောင့်ကျွန်တော်တို့တော်လာရဲတွေလည်းဒီမှာတခါလေးဘာဖြစ်ပြောချင်တယ်လဲဆိုတော့ကျွန်တော်ကဒီမန်လေးဒီစကိုင်းနေမှာမကူညီနိုင်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့တက်ဆိုင်တဲ့နေရာမှာကူညီတဲ့သူတွေကူညီပါစေစစ်ခွေးကိုတော်လာတဲ့နေရာမှာတော့နားလို့မရဘူးဆိုတော့ကျွန်တော်တို့သိရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုခဏတုန်းကပြောသလို28ရက်နေ့မှာငလင်ကြီးရောက်လို့ပြည်သူတွေအားလုံးကြေကွဲနေတဲ့အချိန်ကနေမှဒီနေ့မတ်လ33ရက်နေ့အထိ စစ်ခွေးတွေလေရင်ဘုံကျဲတာလုံးဝမနာတလို့ထိုးစစ်ဆင်တာလည်းလုံးဝမနာတာဖြစ်တယ်နော်ဒါကြောင့်တို့ရဲ့ပရိရဲ့အဲတတဲလုံးထဲ့လာတဲ့တို့ရဲ့ဂျင်းကိုဒီနဲ့ဒီအချိန်ထိဒီဂျင်းပြားတွေထပ်ပြင်းမှတုံးနေတုံးပဲနော် PDF တွေလည်းခဏလင်းလင်းနဲ့ချပြင်းမှလုတ်ပါတယ်အခုဒီနင့်တို့ပြောတဲ့ တပုံ CDMD တောင်မှနင့်တို့ကလုံခြုံရေးအတွက်အာမခံပေးတယ်ဆိုလို့ရှိရင်တို့ဝန်ကူညီမယ်လို့တောင်းအဲ့လောက်ထိပြောတယ်မဟုတ်ဘူးလားဒါပေမဲ့နင့်တို့ဘယ်အချိန်မှမများငါတို့အာမခံတယ်နင့်တို့ကိုလက်ဖြားတပြားမှမထီဘူးအခုဒုက္ခရောက်နေတဲ့သူတွေကိုကူညီပါလို့နင့်တို့စကားသခွန်ပြောသလား ဆိုတော့အခုဒီနေ့နင်တို့ဘောမတွေလည်းပဲနင်တို့ကတပစ် PDF တွေကိုညီပါနင်တို့လက်နဲ့ချပါဘာပညာလို့ပြောတဲ့အချိန်မှာနင်တို့ရဲ့ဘောပိုင်ရှင်တွေကိုနင်တို့ပြောကြတကယ်လို့ PDF တွေကိုညီတယ်အခု CDM တွေလည်းပဲလာကိုညီမယ်လို့ပြောတဲ့အခါမှာနင်တို့လုံးဝမပစ်ပါနဲ့လို့ပြောလေပြလို့ရှိရင်အခုဗမော်တွေမှာနင်တို့လေရင်ကျဲတာတွေနားကချင်ပြည်နယ်ဘက်မှာထိုးစစ်စင်တာတွေလည်းနားပါလို့နင်တို့မပြောတတ်ဘူးလား အခုနင်းတို့က PDF တွေကိုလက်နဲ့ချပြီးမှကိုညီစေချင်တယ်ပြီးလို့နင်းတို့ကတော့နေရတကာမှာဘုံကျဲချင်တယ်အဲ့လိုမျိုးသဘောလားနင်းတို့ထက်ငါတို့အုံနောက်ပူရှိတယ်ဆိုတာလည်းမှတ်ထားကြအောင်နော်အခုနင်းတို့တပုံလို့ပြောတဲ့ NUG တွေကတော့အပြစ်ခတ်နှစ်ပိုက်နားမယ်လို့ပြောတဲ့အခါမှာနင်းတို့ကမနားပဲနဲ့ပြစ်နေတဲ့အတွက်ကြောင့်ဒါတွေကိုအခုစင်ကာပူကနိုင်ငံခြားဝန်ကြီးကတော့ကောင်းကောင်းလေးသိတယ်ဒါကြောင့်သူဘာပြောတယ်လဲဆိုတော့ ဒီလိုမျိုးအရေးကြီးတဲ့အခိုက်အတန့်မှာအတက်ကယ်တင်ရဲနဲ့ဒီလိုမျိုးကိုညီတဲ့နေရာတွေမှာအာယုံစိုက်ပြီးမှကောင်းကောင်းလေးလုပ်နိုင်ဖို့ရတဲ့အပြစ်အခက်ရက်ဆဲတဲ့ကိစ္စကိုအလုံးမေလို့မျောလင့်တယ်လို့သူပြောထားတယ်ဆိုတော့ဒီနေ့ကျတော့မြန်မာနိုင်ငံမှာတရမျိုးတိုက်ပွဲတွေဖြစ်နေတယ်ဆိုတာလည်းသိတယ်စစ်ခွေးတွေကတော့ကောက်ကျင်ကောက်ကြံဖြစ်တယ်ဆိုတာကိုလည်းသူတို့သိလို့ဒီလိုမျိုးပြောတာဘာကြောင့်လဲဆိုတော့အခု NUG ကသူတို့ဖတ်ပြီးပြီလေ ဒါပေမဲ့စစ်ခွေးတွေကနေမှဆက်လက်ပြီးဘုံကျင်းနေတယ်ဆိုတော့လည်းအခုသတင်းထဲမှာလည်းဆက်ပြတ်မှထွက်နေတာဆိုတော့ဘသူကအပြစ်ရက်လို့ဘသူကအပြစ်မရက်ဘူးလေဆိုတာလည်းကဘာကတည်နေတဲ့အတွက်ကြောင့်အခုဒီစင်ကာပူကနိုင်ငံခြားဝန်ကြီး VVN ကနေမှဒီလိုမျိုးပြောထားတာဖြစ်တယ်ဆိုတော့သူတို့ဘက်ကနေလည်းကူညီတယ် ကုညီတဲ့ဤသူပဲဒီဥစ္စာကောင်းကောင်းလုပ်နိုင်ဖို့ရအတွက်အပြစ်ခတ်ရက်ဆင်းနိုင်ဖို့ရအတွက်လဲသူမျော်လင့်တယ်ဆိုတဲ့စကားကိုသူပြောသွားတယ်ကျတော့ပြည်သူတွေကိုဂုတ်ဆုပ်ပြီးမှရထားတဲ့ပတ်စံတွေကိုကျတော့စစ်ခွေးတွေကလုံးဝဘယ်နေရာမှာမှကျတော့ပြည်သူတွေအတွက်မတုံးချင်ဘူးဟိုဘက်မှာတိုက်ပွဲဖြစ်တယ်ဆိုလို့ရှိရင်ဖုန်းလိုင်းပိတ်လိုက်အင်တာနက်ပိတ်ပိတ်လိုက်နဲ့တည်တဲ့အမောင်တွေလုံနေတဲ့အချိန်မှာအခုအထိုင်းကနေတော့ဒီနေ့33ရက်နေ့အထိကျတော့မြန်မာနိုင်ငံမှာရှိတဲ့သူတွေအားလုံးကို Thai National Telecom ကနေမှာ ဖုန်းအခမဲ့ခေါ်ဆိုပြောဆိုခွင့်ဒီ tiny ဖုန်းနံပါတ်ကနဲ့ဘယ်လိုလုပ်ရလဲဆိုအခုကျမနဘေးနားမှာတင်ထားတယ်နော်ဒီလိုမျိုးနဲ့ကျတို့ဖုန်းအလကားခေါ်ဆိုလို့ရတယ်ဆိုတဲ့အကြောင်းနဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လူသားချင်းစာနာထောက်တာတဲ့စိတ်သက်တည်နဲ့ကိုညီကြတာကိုတွေ့ရတယ်။ဒီနေ့ဒီလောက်ထိဒုက္ခရောက်နေပေမဲ့စစ်ခွေးတွေကတော့ဟိုဘက်မှာဖုန်းပိတ်လိုက်မယ်။ဟိုဘက်မှာအင်တာနက်ပိတ်လိုက်မယ်။သူတို့ကြိုက်တယ်လို့ခြေလင်းနေကြတာဖြစ်တယ်။ ပြီးတော့လည်းပဲအခုမတ်လ26ရက်နေ့ညနေပိုင်း3:00နာရီမှာဒီမွန်ပြည်နယ်ကရောကရင်ပြည်နယ်ကရောသူတို့ ပတ်စံနေရောအစားအသောက်တွေနဲ့ကိုညီဖို့ရတော့လာတဲ့အလူရှင်နဲ့ကဲဆေရဲ့အဖွဲ့တွေကိုကျိတ်ထုံမြို့နယ်မရမ်းချောင်းကျေးရွာမှာအမြဲတမ်းစစ်ဆေးရဲ့ကိတ်ကနေမှလုံးဝဖျက်တမ်းခွင့်မပေးဘူးဆိုပြီးမှသိရတယ်။အရင်တော့ကဒီရေကြီးတုံးကလည်းနေပြည်တော်ကိုလာကူညီမယ်ဆိုပြီးမှဒီရှမ်းပြည်နယ်ကထွက်လာတဲ့ကားလေးစီးကိုပြန်ခောက်ခိုင်းတယ်ဆိုတာရှိတယ်။အခုသူနေတူပဲအခုဒီမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ကနေမှ ကိုညီဖို့ရတဲ့လာတဲ့အလူရှင်နဲ့ကေဆေရဲ့ပရဟိတအဖွဲ့ဒီနဲ့ကားတွေကိုလုံးဝမန်လေးဘက်ကိုသွားလာခွေမပြုတ်ဘူးဆိုတာလည်းသိရတယ်။ပြီးနောက်တစ်ခုကတော့ဒီရန်ကုန်နဲ့မြို့တီလမ်းကိုသွားတဲ့လမ်းတွေမှာအခုကစစ်ဆေးရဲတွေလည်းအရန်လုံနေတယ်ပြလို့ရှင်လည်းမလို့အပ်ပဲနဲ့လည်းအချင်းကြာကြာထားပြီးမှဖေးဖေးချင်းတို့စစ်ဆေးနေတယ်ကားတွေကိုဒီတိုင်းရထားခိုင်းနေဆိုတာလည်းသိရတယ်။ဆိုတော့ဒါတွေကဘာကိုဖြစ်စေတလဲဆိုလို့ရှင် ပြီးသူဒီကိုပိုပြီးမှဒုက္ခရောက်တာတစ်ရောက်เนาะနာကျင်နေတဲ့သူကိုပိုမှဒုက္ခနဲ့ရိုက်တယ်လို့ဖြစ်နေတယ်ဆိုတော့လွန်ခဲ့တဲ့အချိန်မှာချစ်တူဝေနဲ့လင်းလင်းတို့ဒီနိုင်ငံသားကိုထွက်တဲ့အချိန်မှာလဲဘောမတွေကတော့တွေ့လာအခုနင်းတို့နဲ့အတူတူရှိမယ်ဆိုတဲ့လူတွေကနိုင်ငံသားထွက်သွားကြပြီအခုဒီဖြူဖြူကျော်တိန်တို့ပိုင်ဖြူတူတို့လည်းနိုင်ငံသားထွက်ကုန်ပြီအမှုပညာရှင်တွေကဘယ်ဘသူထွက်သွားပြီအခုနင်းတို့ကိုပဲဒီမှာထားတယ်လို့ပြောတယ်ဒီထဲမှာဘောမတွေမသိတဲ့အရာက ဒီချစ်တူဝဲတွေဟာအခုဒီတစ်ခါမှပဲနိုင်ငံခြားရောက်ဘူးတာမဟုတ်ဘူးပြည်လို့ရှိရင်အရင်တော့ဆိုမြန်မာနိုင်ငံကနာမည်ကြီးတဲ့ချမ်းသာတဲ့အမှုပညာရှင်တွေကနိုင်ငံခြားထွက်ဖို့အတွက်မခက်ခဲဘူးပြည်လို့ရှိရင်လည်းဟိုမှာရောက်လို့ရှိရင်အချိန်မရွေးကိုတာနေချင်တယ်ဆိုလို့ရှိရင်မျိုးအမျိုးမျိုးနဲ့သူတို့အဲ့မှာနေဖို့ရန်အတွက်ရှာကြံလို့ရတယ်အခုဒီဒေါ်လာရဲမှမှသူတို့တွားလို့ရတာမဟုတ်ဘူးအခုဒီလိုမျိုးဒေါ်လာရဲကိုတွားလိုက်တဲ့အတွက်ကြောင့်ဘလို့ဖြစ်သွားတယ်လဲဆိုတော့အခုပြည်သူတွေချစ်တဲ့ဖြူဖြူကြော်သိမ့်နေ ပိုင်ဖြူသူကနေမှငွေသားသိန်း1500ကူညီတယ်တဲ့ကြည့်စဉ်းစားကြည့်ပါအခုနင်းတို့မြန်မာနိုင်ငံမှာရှိတဲ့စစ်ခွေးတွေရဲ့ဘောမအနေတဲ့အနုပညာရှင်တို့ခေါ်တဲ့မိစ္ဆာတွေကအခုဒုက္ခရောက်နေတဲ့ပြည်သူတွေကိုဘယ်လောက်ထိနင်းတို့ကူညီကြပြီလဲအခုဖြူဖြူကြော်သိန်းနေသူ့ရဲ့အတန်နဲ့တချင်းနဲ့လိုက်ဆိုတယ်ဆိုတဲ့ထဲကနေမှရတဲ့ပတ်စံနဲ့အခုပြည်သူတွေရဲ့အတွက်တိတ်1500လူတယ်တဲ့ဘယ်လောက်ထိတန်ဖိုးရှိတယ်လဲ ဒီအဆိုတော်ဒီကတာနင်တို့ဘောမာတွေပြောတယ်လို့တော့မနေရင်တိမ်မဟုတ်ဘူးပက်ဆက်ရိုးရိုး1500တောင်ထွက်လာမှာမဟုတ်ဘူးဆိုတော့ဒီနေ့ကျွန်တော်တို့တော်လာရဲတွေထဲမှာနိုင်ငံသားပဲထွက်ထွက်တော့ထဲမှာပဲနင်းနေဘာပဲလို့လို့နင်တို့ပြောဆရာတခွမှမရှိဘူးကျွန်တော်ပြည်သူတွေထောက်ခံရင်ပြီးသွားပြီဆိုတော့အခုကျွန်တော်တို့နောက်သတင်းတပုတ်အနေနဲ့ကတော့မနေ့ကလည်းမန်လေးမှာငလျင်ထပ်လုတ်တယ်အဲ့ငလျင်လုတ်တဲ့ထဲမှာနေပြည်တော်ထဲမှာလည်းအများကြီးထပ်မှပြက်စီးသွားတယ်လို့သိရတယ် အဲ့ထက်ကမှဝမ်တာရဆုံးတစ်ခုကပါလေဆိုတော့ပြည်သူတွေမစီရဘဲနဲ့သူတို့ခွေးတွေအတွက်ပဲတီးတန့်လှုပ်ထားတဲ့လေရင်ကွင်းကလေချောင်းထိန်ချုပ်ရဲတာဝါတိုင်ကနှစ်ပိုင်းပိုင်းပြင်းမှအကျိုးပြတ်သွားတာဖြစ်တယ်ဆိုတော့အဲ့နှစ်ပိုင်းကျိုးပြတ်သွားတဲ့အချိန်မှာအဲ့မှာတာဝန်ရှိတဲ့အဲမိသားစုထင်တယ်ကလေးကအစလေးယောက်ကနေရမှာတင်ပွဲချင်းပြီးတည်ဆုံသွားတယ်ဆိုတာသိရတယ်တစ်ချိန်ထဲမှာပဲအခုအေလာလေးစစ်ကဒီစစ်ခွေးတွေရဲ့ တိုက်လေရင်တွေရပြီလို့ရှိရင် အခုတတူးမှာရှိတဲ့စစ်ခွေးတွေရတိုက်လေရင်တွေရအားလုံးကိုသူတို့ကိုတောင်ထဲမှာမထည့်ထားဘူးအားလုံးအပြင်ကိုထုတ်ထားတယ်ဆိုတာသိရတယ်ဆိုတော့အာလေရင်တွေအပြင်ထွက်နေပါတယ်နော်ပြီလို့ရှိရင်အခုဒီနေပြည်တော်မှာဝန်ထမ်းအင်ရတွေအများကြီးပျက်စီးသွားတဲ့အထက်မှာဝန်ထမ်းတွေလည်းအများကြီးတည်သွားတယ်လို့ကြားတယ်ဒီနေ့ဒီနေပြည်တော်မှာတည်သွားတာကတော့ ဝမ်းသာစရာပဲနေပြည်တော်မှာရှိတဲ့အခွဲတကောင်းတွေကိုတတ်ဖို့ရတဲ့ကျွန်တော်တို့အချိန်ယူရတယ်နော်ကိုယ့်ရဲ့အသက်ကိုရင်းပြမှာလုပ်ရတယ်အခုငလျင်ကတော့ကျွန်တော်ကိုမရင်းခိုင်းပဲနဲ့အများကြီးအိမ်တွေဖျက်ဆီးပေးလိုက်တမဒအိမ်တော်ကြီးပြက်သွားတယ်တန်းချွေတွေရဲ့အိမ်တွေပြက်သွားတယ်ပြီးလို့ရှိရင်အခုဝန်ထမ်းတွေတည်နေတဲ့အချိန်မှာတောင်မှတချို့တော့စစ်ခွေးဘောမှဝန်ထမ်းတွေကတော့အခုအချိန်အထိအာရုံတက်နေရတယ်ဆိုတာလည်းသိရတယ်ဆိုတော့ မတည်တဲ့သူတွေလည်းသတိထားကြပါနင်တို့ကတော့ဟိုငလျင်နဲ့မတည်ရင်လည်းជីနဲ့တည်သွားမှာပေါ့ဟုတ်ဘူးလားနော်အခုမန်းလဲနေတဲ့စကိုင်းနေမှာပြည်သူတွေတည်သွားတဲ့လူတွေကတည်ငိုယူတဲ့ငိုလူတွေကငိုယူတလောက်ထိခက်ခဲနေတဲ့အချိန်မှာတခိုးအင်မတမပေါ်ပါတယ်တဲ့နော်ဒီလိုမျိုးပြည်သူတွေဒုက္ခရောက်ပြီးမှနော်ကိုကြီးဖို့နေနေတာတာခိုးတဲ့တခိုးတွေကိုကြတော့တွေ့တဲ့ကြောက်ခဲတွေနဲ့ခေါင်းရိုက်ထုပ်ပြီးတက်လိုက်ဖို့ပဲလိုတယ် အခုကျမတို့ဗမောမှာဆိုလို့ရှိရင်တိုက်ပွဲစဖြစ်လာတော့ကဆိုလို့ရှိရင်တခိုးတွေကဘလို့လုတ်တယ်လဲဆိုတော့တပိုင်းတတိုင်းနဲ့ဝင်ပြီးမှခိုးကြတယ်။နောက်ကြတော့ဆန်ကယ်နဲ့သွားခိုးကြတယ်။နောက်ကြတော့ဘေးတော်ဆန်ကယ်နဲ့ခိုးကြတယ်။ခုကကားအကြီးနဲ့ကိုမှကို့ပစ္စည်းအိမ်ပြောင်းတယ်လို့ပစ္စည်းတွေခိုးကြတယ်တဲ့။တချို့အိမ်မှာဆိုလို့ရှိရင်အိမ်ဆိုတာအိမ်ပဲကျန်တော့တယ်။ဘာဆိုဘာတခုမှမကျန်တော့ဘူး။ အခုငလျင်ထဲမှာလည်းတခိုးတွေအများကြီးတွေ့ရတယ်ဆိုတော့သိရတယ်ဆိုတော့တခိုးမြင်ပြီးဟဲ့ဆိုလို့ရှိရင်မဲမြန်းချင်းမရှိဘဲနဲ့အုံနေခဲနေတာစော်ကြပါလို့ပဲပြောချင်တယ်နော်ပြီးနောက်တစ်ခုကတော့အခုကျမနဘေးနားမှာတင်ထားတယ်နော်ရွှေတကားဆီယာတော့အရှင်တေဆာနီယာဆိုတဲ့ဖုန်ကြီးကတော့ထင်တာကတော့ဘောမပဲနေမှာဘာကြောင့်လဲဆိုတော့လူဆိုလို့ရှိရင်တော့သူ့ရဲ့ကောင်းထဲမှာအုံနောက်ရှိမယ်ဘောမရင်တော့ကောင်းထဲမှာအုံနောက်မရှိဘူး အင်ဂျီမဆိုတဲ့ကလေးမပြောသွားတဲ့အခါမှာအားလုံးဒေါ်လာထွက်ကြတယ်ပြီးလို့ရှိရင်သူလည်းတောင်းပန်ပြီးပြီးပြီးရင်သူတင်ထားတဲ့ post ကိုလည်းသူဖြတ်လိုက်ပြီလို့ပြောတယ်ဆိုတော့အခုအဲ့အင်ဂျီမကိုအားလုံးဒေါ်လာထွက်နေတယ်ဒါပေမဲ့ဒီဖုန်းကြီးကိုဒီနဲ့ဗုဒ္ဓဘေဗုဒ္ဓဘာသာမှပြောတာလည်းမကြဘူးအခုဗုဒ္ဓဘာသာလို့အရန်ကိုအကာအကွယ်ပေးနေတဲ့ငပောက်ဒီဟိုမှာအဲတုံးပေတလက်မတွေနော်ကျော်မျိုးမင်းတို့ဟိုစားကလေးကောင်းတွေတိတ်ရောက်မှမပြောဘူး ဒီစာကိုတာဒီနေ့ကျမတို့တော်လာရဲတွေရဲတယ်ဆိုလို့ရှင်ဘယ်လောက်ထိပြောမလဲဒီဖုန်းကြီးကဘာပြောလဲ तू ကညစဉ်ဖျားရှိခိုးတဲ့အကျိုးကြောင့်เนาะဒီသူတို့ရိတ်တာမှာရှိတဲ့လူ600ရာကလုံးဝဘာမှမဖြစ်ဘူးလို့ပြောတယ်ဒီဆိုလို့ရှင်အခု စကိုင်းနေမှာမလေးဒီမှာเนาะဖျားတဲ့အများကြီးပျက်စီးသွားတယ်ဟိုမှာဆာမေပွဲပြနေတဲ့ဖုံးကြီးတွေအကုန်ထွက်ပြေးပြေးမှအကုန်ပြိုသွားတယ်အခုပြိုကျသွားတဲ့ဖျားတွေဖုံးကြီးเจ้าတွေအားလုံးက သူတို့ကညမှာစုမတောင်းကြဘူးလားဒီဖုန်းကြီးရဲတဲ့အစားကဒီနဲ့မပါတာဆိုပြမှာဘာဒါရဲကိစ္စနည်းနည်းလေးဖြစ်လိုက်ရင်တဘုံဆိုတဲ့ကျတော့တော်လာရဲတွေကိုအချိန်ပြိအော်နေတဲ့ပောက်ကတော့တို့နင်တို့မပြောတတ်ဘူးလားသူရဲလိုက်တဲ့ဒီစာတစ်ခုဟာဒီနဲ့ဒုက္ခရောက်နေတဲ့ဖုန်းကြီးတွေပြိုလဲသွားတဲ့ဖုန်းကြီးเจ้าတွေပြိုလဲသွားတဲ့ဖျားတွေနော်ဈေးတီးတွေမထိခိုက်ဘူးလား ဒီဆိုလို့ရှိရင်မြန်မာနိုင်ငံမှာသူနဲ့အတူသူ့ရိတ်သားမှာရှိတဲ့လူ600ပဲညစဉ်ဖျားရှိခိုးတာဒါဒီဆိုလို့ရှိရင်အခုဒီနေ့တခြားနေရာမှာဒုက္ခရောက်နေတဲ့ဖုန်ကြီးတွေတယောက်မှဖျားမရှိခိုးကြလို့ဖြစ်ကြတာလားဒါတော့ကိုကိုကိုပဲစဉ်းစားကြည့်ပါကြွကတော့တခြားပါတာဆိုတော့ထပ်ပြီးမှတော့မဝေဖန်ခြင်းဘူးဆိုတော့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တော်လိုင်းရဲ့ကိစ္စနဲ့နည်းနည်းလေးပြောချင်တယ်ဆိုတော့အခုဒီချင်းပြည်နယ်မှာရှိတဲ့ ဇိုမီဖေဒရပီထောင်စုဇိုလန်ပီတုကကွေတပ်ဖွဲ့အနေနဲ့ဒေသခံပီတုကကွေတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးမှစစ်ခွေးတွေကိုတိုက်လာခဲ့တာဟာနစ်ဒီရက်တီရှဲကြလာပြီဖြစ်တဲ့ဆိုတော့အခုဒီလိုမျိုးတိုက်ခတ်နေတဲ့အချိန်မှာမကြခင်မှာလက်နစ်ပြတော်မှာဖြစ်တဲ့ဒီလက်နစ်မပြည့်ခင်မှာ ရှင်းပြနေမှာရှိတဲ့နေမြေဒေသ80ရာခိုင်နှုန်းကိုတိုက်ခိုက်သိမ့်ပိုက်ထိမ့်ချုပ်နိုင်ခဲ့ပြီးဆိုပြီးမှမနေ့က တို့ထုတ်ပြန်လာတာကိုတွေ့ရှိရတယ်။အဲ့ထက်မှာဘာလဲပါသေးတယ်လေဆိုတော့ဒီလိုမျိုးသူမင်းနဲ့ဆလာတဲ့တော်လာရဲဟာအခုဟာလဲနဲ့လဲပြီးတော့မယ်။ချင်းပြင်းတွေကို80ရာခိုင်နှုန်းလဲတိမ့်ပိုက်ထိမ့်ချုပ်နိုင်ခဲ့ပြီးစနစ်တကျစုစည်းထားတဲ့တော်လာရဲအဖွဲ့တခုဖြစ်လာပြီးဆိုတော့အဥ္စာကိုလည်းသူတို့အဲ့မှာဖော်ပြထားတာတွေ့ရတယ်ဆိုတော့အတိုင်းထက်အလွန်ဝမ်းသာပါတယ်ဂုံယူပါတယ် နစေဆိုတဲ့ရခိုင်နှုံးကတော့မကြခင်ပြီးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းလည်းပြောချင်တယ်ဆိုတော့ပြည်သူတွေအားလုံးစမ်းမပြည့်ရှိကြပါစေ